အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာမိုးထမကွေးရေးသားတော့သူရောင်းနေကဝေမြောက်ဆုံးဆိုတဲ့ဇလံလေးအစဆုံးကိုပြောပြလို့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ ။ဦးပြင်းရှောက်သွေးစွာရှိနေသော နေလေကင်းတွင်မင်းနိုင်တရားကိုပေါတူးထန်းကသူ၏လေတွေကနေပြန်လာခဲ့လေတယ်။မင်းနိုင်ဆိုသည်ကဟောရီတက်ကြဲကြီးဝတာတူဖြစ်ခါအသက်30နီးပါးကွယ်ခန္ဓာကိုယ်ကတောင်တင်းတက်မှသူဖြစ်လေတယ်။ဒီပါသူအချင်းနေနေပါသူချင်းဖြစ်သည် မတင်လာနေအိမ်တော်ကြကသာသမီနှစ်ယောက်ထွန်းကားထားလေတယ်။မင်းနိုင်သည်လျှောက်လာခဲ့ရင်ပစ္စည်းပစ္စည်းအများနှင့်လူတွေကားကြီးတစ်စီးဖြင့်ရွာထဲဝင်လာတာကိုမြင်လိုက်ရတယ်။ ထိုကားကြီးကသူ့ရှင်နာရောက်တွင်ရက်တန့်သွားကကားကောင်းခန်းပိုင်းကနေလူကြီးတယောက်ဆင်းလာလေတယ်။ဘောင်ရင်ကဒီဝါသားလားကွယ်။ဦးကြီးမေးစရာရှိလို့ပါ။ဟုတ်ပါတယ်ဒီဝါသားပါ။ဘာမေးရင်လို့လဲ။ဒီလိုပါ။ဦးကြီးတို့ကဇက်ဖွဲ့ကပါ။ဒီဝါကဇက်ပွဲလေးငှားထားလို့လာကားကြတာပါ။အဲ့တော့ဦးကြီးတို့ကိုရွာလူကြီးအိမ်လေးတစ်ဆီလောက်ညှုံပေးစမ်းပါကွယ်။အိုးရွာဖျားပွဲမှာလာကားကြတဲ့သူတွေကိုရွာလူကြီးအိမ်ကဒီတိုင်းပဲသွား ။လမ်းချိုးလေးတွေ့ရင်ညာဦးရှို့လိုက်။နှစ်ထက်ကျွန်းဝင်ကြီးကရွာလူကြီးအိမ်ကြီးပဲဗျ။ခမ ्या တို့ကကြီးတော့အဲ့လန်တဲ့ဝင်လို့ရမယ်မထင်ဘူးနော်။လမ်းကလှဲတစည်းစာလောက်ပဲရှိတာ။ဟုတ်သလား။ဒါဆိုလေမောင်ရည်အမေဆိုရင် လိုက်ပြပေးပါလောက်ကွယ်။ရပါတယ်လီ။ဖျားပွဲအတွက်ဆက်လာကားကြောင့်သူတွေပဲ။ကုညီပေးရမှာပေါ့။ဒါဆိုလေကောက်ဖို့တက်ပါကွယ်။အိုးကျုပ်ကမရှိတတ်ဘူးဗျ။ခြေချင်းပဲ၆ခွင့်မယ်။ အမျောတို့သာလမ်းချုံလမ်းမှာရွဆောင်နေဒီလိုဆိုတိတ်အားနာစရာကောင်းလေဝဲဒီလိုလို့မောင်ရင်နဲ့ကြုပ်အတူတူလမ်းလျှောက်ကြတာပေါ့ခဏတော့မောင်ရင်ထူလူကြီးကမင်းနိုင်ကိုလက်ပြကသူ့ဤကားနာစီလျှောက်သွားကအရှိကိုလည်းညှိုးထိုးပြလိုက်တယ်ထို့နောက်မင်းနိုင်အားခေါ်၍လျှောက်လာခဲ့ကြတယ်ဇဲဖွဲ့ကားကြီးကတော့မောင်းထွက်သွားကတော်တော်ဝေးအောင်၌လမ်းချုံတစ်ခု တွေ့၍ရက်ဆောင်နေကြတယ်ကားတန်ကြောင်လူတွေလည်းထွက်လာကြကအထူးဆန်ကြည့်နေကြတယ် မင်းနိုင်လေဇက်ဖွဲကလူချင်းနေတူရှောက်လာရင်စကားပြောနေလေတယ်။ဦးကြီးနံမီကမရရှိတဲ့ဇက်ဆရာပေါ့ကွာ။ဦးကြီးတို့ကဒီလိုပဲရွာတော်တော်များများကဖျားပွဲအလူပွဲတွေလိုက်ကြကြတာ။အော်ကျုံနံမီကမင်းနိုင်ဒီဝါသားလက်လုံးလက်စပါ။ထွေထူးထူးတော့ကြုံကြောင်မေးဆက်စရာမရှိဘူး။ဟွန်းဒါနဲ့ဒီဝါလေးကတိတ်ဆိတ်တယ်နော်။ตายရယ်လို့ပြောရမယ်။ตายရယ်မဟုတ်ပါဘူး။ ။သိစိတ်နေကြတာကလေအကြောင်းတစ်ခုကိုကြောက်ပါ။ဘာအကြောင်းမရလဲကိုယ်။ဦးကြီးတို့ဆုံးလို့ကိုဝေတို့ရှိရဲဆိုတာယုံလား။ယုံပါလေကိုယ်။ဦးကြီးတို့ကနေလှည့်ကနေကြသူတွေပဲ။ဒီဟာတပုတ်ဆန်ဆိုသလိုပညာတယ်တွေတယောက်စာနှစ်ယောက်စာနဲ့ဆုံးပြီးပညာပြတာမျိုးကြုံဖူးပါလေကိုယ်။အဲကျုပ်တို့ရွာမှာလည်းဆုံးရှိတယ်ဗျ။ဒါမဲ့အေးအေးဆုံးကဘသူလဲဆိုတာတယောက်မှမသိကြဘူးဘလို့ဦးနာမရှိဘူးဆုံးရှိမှန်တော့သိတယ် ဘသူကဆုံးလဲဆိုတာမသိပဲဆုံးချီမှန်ဘလို့တီးကြလဲအတူချုံပြောရရင်တော့ကျုပ်တို့ရွာမှာတလတခါလူတယောက်ကသူ့လူလူပြောင်းသွားတတ်တယ်ပြီးတော့ပြောင်းတဲ့သူတွေကငယ်ရွယ်သူတွေဖြစ်များတယ်အခုဆို9လနဲ့9ယောက်ရှိရောပေါ့အဲ့ဒီပြောင်းသွားတဲ့သူတွေကိုဆုံးဖမ်းသွားတာလေဘသူကပြောတာလေဒီလိုနဂရောမဲညိုဆိုတာကျုပ်တို့ရွာမှာရှိတယ်ဟိုဘိုးဘွားအစဉ်ဆက်သူတို့ကနဂရောအလုံးလောက်လာကြတာသူ့စီကိုသွားမိကြတော့ तू ကနေရိုရှင်ကိုပင်းဖိတ်ပြီးဟောလိုက်တာပဲ။နောက်ပေမဲ့အဲ့လို तू ဟောပြီးတာနဲ့ကျုပ်တို့တရားလုံးရှေ့မှာရင်တွဲရံပြီးသေးသွားတာ။ तू မသေးခင်အကုန်လုံးကိုသတိထားကြ။ဒီဆုံးပညာထက်တယ်လို့ပြောသွားသေးတယ်ဗျ။အောင်ရင်တို့ကဆရာကြီးဘာကြီးမချကြဘူးလား။ချပါပြီးရောလာဗျာ။ဒါပေမဲ့ရောက်လာတဲ့ဆရာတိုင်းကတကူးကိုအာယုံခံကြည့်ပြီးမနိုင်ဘူးဆိုပြီးပြန်တဲ့သူတွေရှိတယ်လို့။တချို့ကြလူလဲသူတို့ပဲပြန်ခံရပြီးပြေးကြတဲ့သူတွေလည်းရှိတယ်။ တုတ်တို့လည်းဘာမှမတတ်နိုင်တာနဲ့ဒီတိုင်းပဲကြည့်နေကြတော့ပေါ့ဗျာပြိပထန်းတွေရောမယုတ်ဘူးလားငါကရှိပြီ ကျုပ်တို့တရားပွဲတွေလုပ်တာတိုင်မဲ့တိတ်မထူးကြပါဘူးဗျာဆရာတော်ကြီးကတော့ဝစ်ကြွေးရှိတဲ့သူတွေခရရမှာပဲလို့ဟောချတယ်တရားဓမ္မကူပဲနှလုံးသွင်းခိုင်းတာပေါ့အဲထူးဆန်းတာတော့လက်လံပဲကွာဒီဆုံးကလူတွေကိုဖန်ပြီးဘာများလုပ်ပါလဲတယောက်မှတော့ဂုဋ္ဌိပြောက်သွားတဲ့သူတွေပြန်ပေါ်မလာဘူးဗျာ ဒီဘက်လုံးကတော့တိပိထင်တာပါပဲဤသူဖြစ်ဆက်လျှောက်လာခဲ့ကြရင်မင်းနိုင်ကဇက်ဖွဲ့ကိုရွာလူကြီးရဲ့စီလိုက်ပို့ခဲ့ပြီးသူဤနေကိုပြန်လျှောက်လာခဲ့လိုက်တယ်ထရန်ကတက်ကဲမူထားသည့်သူဤနေအတွင်းတွင်တော့တောင်းနှစ်သမီးကစောစားနေကြတယ်သူဤမိမမတင်လာကတော့ခြံတော်ကစင်ဦးကြီးပြီးကကြောက်ဖြတ်ပေါ်၌အဝတ်တွေချုံးနေတာကိုမြင်လိုက်ရတယ်ဒီလောက်နေဘူးနေတာကွာဘာလို့ဝိတ်တွေချုံနေရလဲမိမရ မင်းနိုင်တန်းကြောင့်မတင်လာကအနောက်ကိုလှည့်ကြည့်ပြီးဆက်လျှော်နေလေတယ်။မင်းနိုင်လေပေါက်တူးကိုအိန္ဒိယ၌ကတ်ထောင်လိုက်ပြီးမိမဖြစ်သူနာဟုသွား၍ချော်ပြီးသားဝှစ်တွေကိုကောက်ဝိုင်လိုက်တယ်။မချော်လို့လည်းမရဘူး။ချင့်တော်သမီးတွေကမြောင်လောင်းကြုံလေးတွေစော့ရမှာအင်းကြီးတော်ဘွဲရောင်ပေါက်တယ်။တနေ့ကိုအင်းကြီး၄ငါးရက်လောက်လင်းနေရတာ။ဝစ်စရာကရှိကြတော့တာမဟုတ်ဘူး။နေလီပါလီအိမ်မှာချော်ရုပ်ပေါက်ကွာ။နေပူကြီးရဲ့ရေတွေကိုင်းနေတော့ဖျားနာနေမှာစိုးလို့ပြောတာ ။အော်ဒါနဲ့မိမကြီးရွာဖျားပွဲမှာဇက်ကဖို့တဲ့။စောစောကပဲဇက်ဖွဲ့ရွာလေးကိုရောက်လာတယ်။ရွာလူကြီးအိမ်မိတာနဲ့ငါတော်လိုက်ပို့လိုက်သေးတယ်။အော်ဇက်ဖွဲ့တော်ရောက်လာပြီကူ။အင်ဘောဖျားပွဲတော်တပတ်ကစူစပြီပဲ။ဖျားပွဲရောက်လို့ပျော်ပြီမဲ့လေ။ကျမကတော့လာပြင်းနေကြီးရောက်မှကြောက်မိတာ။မိနိုင်ကရှော်ပီးသားဝိတ်တွေကိုရင်းညှက်ခါဝင်းနေရန်ကတ်တွေပေါ်မှာလှမ်းရင်မိမဖြစ်သူစကားကြောင့်အနောက်ကိုလှည့်၍မေးလိုက်လေတယ်။နောက်ပြင်းကြီးက ။ဘာကြောက်ဆရာရှိလို့လဲမိမရဲ့။တကယ်ဆိုလာပြင်းနေကပါလူစီတွေပွဲစီတွေရွာလုံးကျိုးဖျားစီမီပူဇော်ကြနေဘလောက်ပျော်စရာကောင်းလဲ။ရှင်ရွာထဲမှာပြောနေတာမချားဘူးလား။ပြီးတော့အခုလူတွေပျောက်တာနဲ့ပတ်သက်ပြီးဘာမှသတိမထားမိဘူးလားတော့။ဟေးဘာဟုတ်လဲဟာ။ဒီယောက်ျားကတော့လေခုရွာမှာလူတွေလာတိုင်းလာတိုင်းပျောက်ပျောက်သွားတာရှင်းသိတယ်မလား။အေးသိတယ်လေ။အင်းအဲ့လူတွေပျောက်တဲ့နေတွေအကုန်လုံးကလာပြင်းနေတွေကြီးပဲတော့ ဟာဟုတ်လို့လားမင်းဟာကလေဟုတ်တယ်တော်ကြီးကြုံမှမီးတဲ့လောက်ပြောရရင်ရွာရှိပိုင်ကမပုရုသမီးရင်နှူးပြောက်တာကတကူလာပြင်းနေတခါမတန်းစိန်သာစိုးတင်ပြောက်တာကနေုံလာပြင်းနေဥပဝုသမီးခင်ယူပြောက်တာကဘာကောင်လာပြင်းနေတော်ကြီးအေးမင်းပြောမှပြန်ထွေးကြည့်တော့ရှစ်စုမပြောက်တော့ကလေကဆုံလာပြင်းနေကြီးဟာတဆိုးလာပြင်းနေတိုင်းရွာကလူတယောက်ပြောက်နေတာပေါ့ဒါပေါ့ရှင်အဲ့ဒါကြောင့်လေအခုရွာတွေကလူတွေက ရပြင်းနေရောက်မှကြောက်နေကြတာတချို့ဆိုဆရာဒီပါရီတောင်ခေါ်ပြီးအင်ချန်စီယိုကိုစီးချထားတယ်ဆိုပဲအေးတိုးလဲယူဆိုင်ရမယ်ကွာသူများတွေလည်းဆရာခေါ်ပင်ဖို့ကငွေမမတတ်နိုင်တာကိုယ့်ရဲ့ဖျားပဲအားထားရမှာပဲအင်းကျုပ်တို့လည်းကယ်တင်နိုင်မဲ့သူမရှိတော့ဘူးလားမသိပါဘူးတော့တဝန်းတစ်ခါတော့မနေချာနေရတဲ့တည်းဘယ်ကမှမသိတဲ့ဒီဆုံးကိုကြောက်နေရတယ်ခတ်တော့လေခတ်သားလားပြွာလုံးလဲဘာပညာမှမတတ်တော့ဒီဆုံးကိုဘာမှလုံးမရဘူး အဲ့ဒီဆုံးကိုတီးလို့ရတော့လေကျမကဘားတွေကြီးဘယ်ပြန်ညာပြန်ကိုချပြမှာတိလာယောက်ျားတော်တော်ရှောက်ပြုံးမနေနဲ့တော့အဝိတေကုံလှမ်းပြီးပြီမင်းလဲရေချိုးတော့ခဏနေအကြီးမြအိမ်မှာပဲရွှေဘူခေါ်ထားတယ်အဲ့တော့သွားရအောင်ဤသူဖြစ်တက်ခဲ့ကြီးရော်လီ၌လာပြင်းနေတိုင်းလူတယောက်ပြောက်တိတဲ့ရင်ကိုရွာနီးရှုံးဆက်ကလူများလေသတိထားမိလာကြတယ်တချို့မြုံကြည့်သူတွေကအခုလာမယ့်သတင်းကြိုလာပြင်းနေညတွင်တက်ခဲ့ရွာလီ၌လူတယောက်ပြောင်းပြောက်ကိုပင်တောင်းချေထက်နေကြသေးတယ် ကိုယ်ကိုမိမှတ်သရွေးမပူဘူးထင်သည့်သူတွေကတော့အေးစိနေပေမဲ့လေတကယ်တမ်းခံရသည်တကယ်ရွာသူရွာသားများခင်ဗျာလာပြညဆုံးလာခေါ်မိသူဆုံးလာဖမ်းမိသူကငါများဖြစ်နေမလားဆိုတော့တွေးတွေနေရင်ဘူးစိတ်မောစိတ်ညစ်နေကြလေတယ်သူ့ပေမဲ့လာပြညမရောက်ခင်မာတွင်ညင်းတဲ့တကောင်တကြီးကောင်းချခြင်းလောက်၌ယောဂီဝိနည်းလူသုံးဦးဟာတကယ်ရွာလေးထိတ်ကိုရောက်ရှိလာခဲ့ကြတယ်သူသူသုံးဦးကတော့ပါရမီရှင်ထက်လန်းဆရာလေးမောင်သူရနေသူဤတစ်ဖက်လေးနှစ်ဦးဖြစ်ပေတယ် အောင်စီနဲ့ထုံအောင်မင်းတို့လည်းမနှောအယုံအစင်တစ်ခုထိတိုးပေါက်ပြီပဲဟိုရီရွာကိုမနှောတက်ဖြန့်ကြည့်ကြစမ်းကွာပြီးရင်မင်းတို့သိရတာပြောအောင်စီနဲ့ထုံအောင်ကသူရဲ့အမိန်တိုင်းမျက်လုံးကိုမှိ၍သူတို့ဤမနှောကိုဒီရွာလေးပေါ်ဖြက်ကျက်ကြည့်ရတယ်တောင်းကြနှုံးလုံးကမျက်လုံးပြန်ဖွင့်လာကြကအောင်စီကဆ ảo ၍ပြောပေတယ်ဒီရွာလုံးစိတ်တွေညှိထွေးနေကြတယ်ဆရာပြီးတော့ရွာထဲမှာလေပညာသေးကိုမတွေ့ရဘူးကြည့်ရတာပညာသေးကတဏီယာကနေ ဒီဘဝကိုတိုက်နေတာတင်တယ်။ထုံနောက်ထုံနောက်ကတဆက်တည်းဆိုသလိုပြောလေတယ်။ကိုအောင်စီပြောသလိုပဲမနှုတ်ဖြင့်ချက်လိုက်တာနဲ့ဒီဘဝလုံးကသပြင်းချတယ်လို့ခံစားမိတယ်ဆရာ။ကိုအောင်စီပြောတဲ့အတိုင်းပဲရွာထဲမှာပညာသေးကိုတော့မတွေ့ရဘူး။ဒါပေမဲ့ပညာသေးကရွာထဲမှာပဲရှိရမယ်လို့ယူဆမိတယ်။သူရကထုံနောက်ကိုမျက်ခုံပြင်းကြည့်လိုက်ခါမင်းကဘာလို့ဒီလိုပြောနိုင်ရတာလဲဟုမေးလိုက်တယ်။ရှင်းရှင်းလေးပါဆရာ။ရွာတူရကိုဆရာဆောက်ဝင်တာနဲ့ ရွာတော်ရှင်ရွာဆောင်တဲ့ကလာနှုတ်ဆက်ကြတယ်။ဒါမှမဟုတ်ဆရာကခေါ်ပြီးမေးတတ်တယ်လေ။ပြီးတော့ကျွန်တော်တို့နှကုံးပါလေရွာတော်ရှင်ကိုမတွေ့ခဲ့ရဘူးလေ။အဲအကြောင်းရွာတော်ရှင်ကိုပညာတွေကတေချာချုံနောက်ထားပြီးပြင်ပကဆက်ကူတွေနဲ့ဖျက်ထားလို့ပေါ့။ရွာတော်ရှင်ကိုရှုပ်ထားပြီးဆိုမှတော့ပညာတွေကိုယ်တိုင်ကရွာထဲမှာအေးလို့နေကျင်လို့ပဲ။ဘာလို့လဲဆိုရွာတော်ရှင်ကိုလှူထားပေးရင်အရှားကူတွေရောက်လာမှစိုးရကြောင်းလို့ထင်ပြီးလို့ပြောတာပါ။သူရကပချိုင်လေးမရပုံသည်ထီပြုံးလိုက်ခါ အောင်စီကိုကြည့်လိုက်တော့အောင်စီကလည်းပြုံးနေလေတယ်။ထို့နောက်သူရကမင်းတို့နှစ်ယောက်လုံးမဆိုးဘူးဟုမှတ်ချက်ပေးကာရွာထဲသို့မွေမီအဝါ၌ဆောက်ထားသောဇရလေးပုံကိုတက်လာခဲ့လေတော့တယ်။သူရဇရပုံမှာတင်မေခွေထန်ရှောက်လိုက်ပြီးပခုံးထက်ကလွေကလေးကိုဖြုတ်လိုက်လေတယ်။ပညာတွေကရွာထဲမှာရှိနေတယ်လို့ထင်တာမှားဘူး။ပြီးတော့အောင်စီပြောတယ်လို့ပညာတွေကတဏီယာကနေဒီဘဝကိုတိုက်နေတယ်လို့ပြောတာကလည်းမမှားဘူး။ ။ဒါဆိုပညာသည်ကရွာထဲမှာရောရွာပြင်မှာရောရှိနေရလား။အဲ့လိုဆိုပညာသည်ကနှစ်ယောက်ဖြစ်နေမှာပေါ့ဆရာ။ပညာသည်ကတယောက်တည်းပါ။အဲ့ဒီပညာသည်ကဆုံးပဲ။ဆုံးခွနှမျိုးကြောင်းမင်းတို့ကငါပြောပြဘူးတယ်မလား။အဲ့ဒီခွနှမျိုးတွေကကဝင်းမြောက်ဆုံးလို့ခေါ်တဲ့မျိုးကစားပေါ့။ဆရာအဲ့ဒီကဝင်းမြောက်ဆုံးကလူတွေကိုဖမ်းပြီးဘာလုပ်တာလဲ။အေးဒါဆိုမင်းကိုမေးပေါ့မယ်ထုံးတော့။ကဝင်းမြောက်ဆုံးလို့ဘာလို့ခေါ်တာလဲ။ လူ့အသွေးလူသားလူရိုးကိုစားတော့ပြီးနမီကိုတိရယုံနဲ့ဖန်ဆားနိုင်တဲ့ဆုံးကိုကိုယ်မြောက်ဆုံးလို့ခေါ်ပါတယ်ဆရာအေးလေအဲ့ဒီမှာဖြစ်ပါပြီးသားပဲဒီကိုယ်မြောက်ဆုံးကသူ့ပညာအဆင်မြင်ဖို့အတွက်လူတွေကိုတက်ဖြတ်စားတော့နေတာပေါ့ကွာခတ်တာတခုကသူကပညာတဲ့ဆိုတာကိုလူမသိအောင်နေထိုင်နိုင်တယ်ပြီးတော့သူ့ရဲ့ပညာကိုလည်းဖွက်တတ်တယ်စောစောကမင်းတို့ပြောတဲ့နှစ်ခုလုံးမှန်တယ်ဆိုတာပညာတဲ့ကဒီွားကပဲဒါပေမဲ့လာပညာတိုင်းရွာကနေထွက်ပြီး လူသူမဒီတဲ့နေရာတစ်ခုမှာအစီရင်ကိုပြုတ်လုတယ်။သူကသူလာပြင်းနေစားတော့မဲ့လူကိုတီးပြီးသားဆိုတော့နမီကိုခေါ်ပြီးအောင်းနဲ့တွေနဲ့ဖန်ခိုင်းလိုက်တာပေါ့။အောင်းနဲ့တွေကဖွက်ခေါ်သွားတော့တာမန်လူကဘယ်မြင်နိုင်ပါ့မလဲ။ချက်ချင်းလငင်ပြောင်းသွားတာပေါ့။ပညာတွေကဒီရွာတွေကပဲဆိုရင်ကျွန်တော်တို့ရွာတွေဝင်ပြီးခြားကြမှာလားဆရာ။ရွာတွေမှာစုစုညံညံဖြစ်ပြီးလူတွေကုန်သိအောင်လိမ့်မယ်။ပြီးတော့သူကလည်းပညာကိုဖွက်ပြီးတာမန်လူတွေနဲ့ရောထွေးနေတာ။တွေ့ပြီဆိုရင်လေဘလူမာယာတွေတုံးပြီ ကိုယ့်ကိုတိုက်ခိုက်မလဲမှမသိတာအဲ့တော့ तू ထွက်လာမယ်လာပြင်းနေကိုပဲငါတို့စောင့်ကြတာပေါ့ငါတို့ခန္ဓာကိုယ်ကအဆောင်တွေပညာတွေခဏဖယ်ထားလိုက်မယ်ဒီလိုဆိုအမှက်တမဲ့ तू ရွာထဲကထွက်လာလို့တွေ့ရရင်တော့ तू လည်းတို့ကိုတာမန်လူလို့ပဲထင်လိုက်မယ်တခုတည်ထားဖို့ကငါတို့ဘသူဘဝဆိုတာဘသူလာမေမေပြောလို့မရဘူးနော်မှုသားလည်းမတုံပဲပြောတတ်ရမယ်ဟုတ်ကဲ့ဆရာဤတို့ပြည့် तू ရတို့ဆရာတပည့်တွေကတကယ်ကြီးရွာဝါနိုင်ဆောက်ထားသောဆရာကလေးပေါ်၌ ိုအမြောင်ဆုံးထွက်ပေါ်လာမြည်လာပြင်းညကိုစောင့်ဆိုင်နေခဲ့ကြတယ်။နနဲ့လင်းရတော့အခါတချို့ရွာသူရွာသားတွေကရွာပြင်ကိုထွက်လာကြပြီးဇေယပေါ်နိုင်နားနေကြတော့သူရတို့ကိုတွေ့ကအထူးဆန်းကြည့်ရှုသွားကြလေတယ်။မင်းနိုင်လေလေတဲ့ဟုတ်သွားဇေယပေါ်နိုင်နားနေကြတော့လူစိမ်းများကိုကြည့်ကစုံအကြောင်းကိုစဉ်းစားမိသွားခဲ့တယ်။လာပြင်းနေမြောက်ရန်တရက်တာလူတော့တည်မှုလာပြင်းနေတိုင်းလူတွေကိုဖန်ဆတတ်သည့်ဆုံးကဒီလူတွေများဖြစ်နေမလားဆိုတာတန်တရားဝင်သွားပြီး ဇေယျပုံဦးတက်လာခဲ့တယ်။ကျုပ်ကခဏထိုင်ခွင့်ပြုပါ။မင်းနိုင်ကထိုင်ခွင့်တောင်းတာကိုသူရကလိုက်လေလေပြုံးပြကထိုင်ခိုင်းလိုက်တယ်။အောင်စင်းနေထုံးအောင်ကတော့သူရနောက်မှာထိုင်နေကြလေတယ်။ဒီဟာမိတ်ဆွေကဘယ်ရက်ကလာတဲ့ဧည့်သည်တွေများလဲ။ကျုပ်တို့ရွာကလည်းမဟုတ်တလို့အနီးနားရွာတွေမှလည်းမတွေ့ဘူးပါဘူး။ဝိပုံစားပုံတွေကလည်းယောဂီဝတ်စုံတွေနဲ့ဆိုတော့ထူးဆန်းလို့မေးကြည့်တာပါ။ကျွန်တော်တို့ကခီးသွားတွေပါ။ ဒီလိုပဲနေတကာလှည့်ပြီးသွားနေကြတာပေါ့ဗီရင်လေးလေးဟောတက်ပါလေဒီလိုဝစ်စားထားရတာကလေအကြောင်းရှိလို့မဟုတ်လို့ပါဟောကြုံမေးတာစိတ်တော့မရှိနဲ့တော့ကျုပ်တို့ကရွာကနေဆိုတော့ဧည့်သည်လာရင်အဝိကြီးအောင်လို့ပါဒါပေမဲ့အခုတလောတော့ညနေစိမ်းဧည့်သည်လာရင်ကိုလက်နေကြတာပြူသူရကနှကန်းလေးတွုံုံမြားပြုံးကဘာကြောင့်လဲပြာဟုမေးလိုက်လေတယ်အဲမိတ်ဆွေတို့ပုံစံကိုကြည့်ရတာကလေစုံးတဲ့ကွေတွေကိုယုံကြည်မဲ့ပုံပေါ်ပါတယ် ယုံပြောပြရင်ဟုအဆရှိကမင်းနောင်ကသူဤရွာကလူတွေကိုစုံဖမ်းသွားကြောင်းပြောပြလိုက်လေတယ်။သူရကခေါင်းတဆက်ဆက်ညှိကနားထောင်နေခဲ့လေတယ်။ကျုပ်တို့ရွာကလူတွေမချင်းမငန်ဆက်ဆံတာမျိုးရှိရင်လေတီးခန့်ပေးပါဗျာ။ဟုတ်။ရွာမှာကအခုလိုပူပင်တော့ကတွေရှိနေတဲ့ချိန်အများတို့ရောက်လာတဲ့ချိန်နဲ့လာပြင်းနေရောက်ဖို့တည့်ရက်လူကတိုက်ဆိုင်သွားတာကို။ရပါလေဗျာ။ကျုပ်တို့ကခန္ဒီတရားကိုလက်ခံကျင့်သုံးကြသူတွေပါ။တီးခန့်လိုက်ပါမယ်။စကားတော့ပြောလို့ကောင်းတယ်ဗျာ။ ဒါပေမဲ့ကျုပ်လည်းအလုပ်လေးတွေရှိလို့ခွင့်ပြုပါအောင်။သူရကခေါင်းချိန်ပြလိုက်ချိန်မင်းအောင်ကဇရက်ပေါ်ကနေဆင်းလာပြီးလှေကားနာရောက်မှနောက်ကိုလည်းပြန်ကြည့်ပြီးကျုံနေမီကမင်းအောင်လိုခေါ်ပါတယ်။မိတ်ဆွေတို့နေမီလည်းတီးပြစီဟုပြောလေရဲ့။ကျွန်တော်နေမီ သူ့ရပါ။ဟောတာကကျွန်တော်တစ်ဖက်လေးနှစ်ဦး။သူကအောင်စီ။သူကထုံးအောင်ပါ။ကောင်းပါပြီဗျာ။ကျုံမှတ်ထားပါမယ်။ရွာလေးကိုရောက်ဖြစ်လို့ကျုံရင်လဲလာခြင်းလေ။မင်းအောင်ရင်လို့မေးလိုက်ရင်အကုန်သိတယ်။ ဟုတ်ကဲ့ပါဗျာရောင်းရင်လာခဲ့ပါမယ်မင်းတော်ကခေါင်းချိန်ပြကထွက်သွားခဲ့တဲ့အချိန်သူရကဇဲအောက်ကိုဆင်းလာခဲ့လေတယ်အောင်စင်းနေထုံးတော်ကလည်းဆရာဖြစ်သူနောက်ကနေလိုက်ပါလာခဲ့တယ်သူရကဇဲအောက်ကိုရောက်တော့အခါကျွာတွေကိုလက်မြို့ကြီးချူလိုက်ပြီးတစုံတစ်ခုကိုတွေးတောနေတာကြောင့်တိလို့စီပြင်းပြနေသည့်အောင်စီကမေးလေတယ်ဆရာဘာများဖြစ်လို့လဲဆရာတခုကိုများ ပူပန်နေတာလားအင်းငါတခုစဉ်းစားနေတာပါ ကိုရီမြောက်ဆုံးလို့ဆိုမျိုးစားကဘာကြောင့်များသူ့ပညာစင်တက်ဖို့ဘယ်ဦးစားပေးပြီးလူသိမခံရတာလဲဆိုတာတကယ်ဆိုသူ့အစင်းနဲ့ဒီနီးနာကရင်းငါရွာလောက်ကပညာတွေကိုတော့အုပ်ချုပ်လို့ရပါတယ်ပြီးတော့သူ့လိုဆုံးမျိုးတွေကဆက်ဆက်တိမခံဘူးစကားတစ်ခုမှားတာနဲ့တက်ပြက်တက်ဆုံးမျိုးတွေဟာများတယ်အခုတော့နည်းနည်းလွဲနေသလားလို့ငါထင်တာမှားရင်တော့ဒီကဝေမြောက်ဆုံးကပညာစင်တက်ဖို့ဘယ်ဦးစားပေးနေပုံထောက်ရင်သူတခုခုကြီးကြီးမားမားလုပ်ဖို့အတွက် ချိုးဝဲကြံစီနေတာရှိရမယ်ဘလို့ကြံစီမျိုးဖြစ်နိုင်မလဲဆရာဒါတော့ငါမသိဘူးဒီဆုံးတဲ့ရင်ဆိုင်တဲ့အခါကျမှမေးလို့ဖြစ်ရင်လေမေးကြည့်ကြတာပေါ့ကွာသူရတို့စကားပြောနေခါရွာဖျားပွဲအတွက်ပစ္စည်းပစ္စည်းများဝယ်တော့လှဲတွေကအချိုချိုရွာတွေကိုဝင်လာခဲ့ကြတယ်သူရတို့ကိုလည်းမချင်းမငန်းကြည်သွားကြတာကိုမျိုးလုံးချင်းစုံမိကတီးလိုက်ကြပေမဲ့သူရတို့ကတော့ပြုံးပြလိုက်ကြလိမ့်တယ်ဤသို့ဖြစ်ရွာဖျားပွဲညကိုရောက်ရှိလာခဲ့လို့ရတယ် ။တက်ကဲ့ရွာလေးကလည်းစိုးရိမ်ပူပန်ခြင်းများရှိနေပေမဲ့လည်းတနေ့မှတစ်ခါသာကျင်းပသည့်ပွဲလဲသပင်တို့မတော်မနေနိုင်ဖြစ်ကသွာလာကုန်ကြတယ်။အနီးနားကရွာကလူတွေလဲလာကဖျားပွဲကပူရစ်စီက တိုက်မြိုက်နေတော့ကြောင်းအပူပင်များကိုတခဏတော့မေးပြောက်ကုန်ကြတယ်။ရွာသူရွာသားအများပြားကပွဲလဲသပင်၌ပျော်နေကြစဉ်တွင်၌သူရတို့ဆရာတပည့်သုံးဦးကတော့ရွာထိတ်ဆရာကလေးတွင် အစ္စမများကိုနှုတ်ထားလိုက်ကြကရွာဘက်ကိုကြည့်နေခဲ့ကြတယ်။သူရသည်မီးရောင်တွေထိန်းနေအောင်ထွန်းထားသော ရွာဖျားပွဲစီသူလက်မြုပ်ကြည့်နေရင်အရေးတခုကလျှက်စီးချောင်းတစ်ခုလိုဖြက်ခနေပြေးသွားတာကိုမြင်လိုက်ရတယ်။သူရကချက်ချင်းအာယုံခံကြည့်လိုက်သောအခါရင်ဘက်၌ဘုံစည်းပေါ်ကနေနရဘာဖြစ်ကလူတယောက်ကိုဂုံးမဆွဲ၍ရွာနေဝေးရောက်ကိုခေါ်သွားနေမှန်းသိလိုက်ရလေတယ်။သူရသည်အချိန်ကျပြီးထုံးနောက်နေအောင်စီဘလူးယုံနဲ့မြေရောရှုံပြီးငားနောက်လိုက်ခဲ့ကြဟုဆိုကရှစ်တလန်းကိုလှမ်းလိုက်တာနဲ့သူရကတော်တော်ဝေးဝေးလန့်လန့်ကိုရောက်ရှိသွားလေတယ်။ အောင်စီနှစ်ထုံးတော်လေလမ်းလျှောက်နေရင်းနှစ်ပင်ဘလူးရုပ်ကိုနှိုး၍မြေကျောရှုံကဆရာဖြစ်သူနောက်ကလိုက်လာခဲ့ကြလေတယ်။သူရကလီကဲသူအလင်ဖြေသွားနေသောနတ်ကိုမှီလာခဲ့ကဝါရပြန်သားအကွာဝေးကိုရောက်၌အဲလှုံမြောင်ချိုးထားလိုက်စမ်းဟုညာလက်ညှိုးကိုထိုးလိုက်ရာဘုခနေအောက်ကိုပြုတ်ကျသွားလေတယ်။ထုံနေဤလက်မှလွတ်တာနှင့်ဖန်ထားသောလူကချက်ချင်းရုံလုံးပေါ်လာခဲ့တယ်။သူ့ပင်မဲ့သတိလက်ခါမင်းမျောနေလေတယ်။သူရကဘုံစည်းပွားနှင့်နတ်ကိုကြိလိုက်သောအခါ ူကြီးကျော်နဲ့ဖြစ်နေလေတယ်။အရသမားနဲ့ပဲ။ဘာကိစ္စနဲ့ဒီလူကိုဖမ်းသွားရတာလဲ။ဆရာလေးသိတဲ့အတိုင်းပဲပေါ့။ကျုပ်တို့လိုနှက်တွေကနီးရထားကိုကြောက်ကြရတာ။အခုလေပညာသည်တူကခိုင်းလို့လို့ရတာပါ။ "तू ကဒီလူကိုသွားခေါ်လာခဲ့ဆိုလို့ပါ"။အဲ့ပညာသည်ကတင့်ကိုဒီလိုပဲခိုင်းနေကြပဲလား။ "तू ကနှက်တွေကိုအလှဲကြနဲ့ခိုင်းစေနေတာပါ"။အခုကကြုံလှဲမှုလို့အခုလိုလုပ်ပြီးနေရတာ။ ဒါဆိုရင်ဒီပညာသည်ဒီလိုလူတွေဖမ်းနေတာကြပြီပေါ့မှန်မှန်ပြောစမ်းအဲ့ဒီပညာသည်ကကိုဝေမြောက်ဆုံးမဟုတ်လားမှန်ပါတယ်ဆရာလီကိုဝေမြောက်ဆုံးပါပဲသူရှိမဲ့နေရာပြောစမ်းတင့်ဟိုသူဘာမှမလုံးနိုင်စရာဘူးဟိုကတောင်ဝန်းပေါ်မှာသူရှိပါတယ်ဆရာလီအခုတော့သတိပေးမယ်တော့ဆရာလီသူမွေးထားတဲ့မြေပုပ်ဘလူးနှစ်ကောင်ကအတော့ကိုကြံ့နေကောင်းပြီလေတင့်သတိပေးစကားပြောကြတာကိုကျေးဇူးတင်ပါတယ်အခုတင်ခေါ်လာတဲ့လူ ူ့နေရာပြန်ပို့ပြီးပြီးတင်လို့ထားတဲ့ပြောကားတွေအကုန်ပြန်နှုတ်လိုက်ပါသူရကကိုကြီးကျော်နဲ့ကိုပြောပြတာနေမြင်နေရတော့တောင်ကုန်းလေးစီသူလျှောက်လာခဲ့လေတယ်သူရကတောင်ကုန်းပုတ်ကိုရောက်၌သူရဲ့နောက်တွင်လေတပည့်နှစ်ယောက်ကလျှောက်လာနေကြတယ်သူရကတောင်ကုန်းလေးပုတ်ကိုမျက်လုံးစားကြည့်နေရင်ကိုကိုပင်ကွာကြ၌တက်ထိုင်နေသောမိမတယောက်ကိုတွေ့လိုက်ရလေတယ်သူမိမကထမိန်ကိုပြောင်းမြန်ဝှထားပြီးမြင်မုံအင်းကြီးပန်းရောက်ကိုကြကြနန္နာဝှစ်စင်ထားတယ် စပင်ကိုတက်တက်ရရက်ကလေးဖိတင်ထားတယ်။သူရတော်မှာသူတွေ့ဖူးသမျှဆုံးလေ၌ဆုံးဖြုတ်မင်းသမီးလေးမဲဦးစားပြီးရင်ဒီဆုံးအလှဆုံးပဲဟုစိတ်ထဲကမှတ်ချက်ပြုလိုက်မိတယ်။ထိုမိမကအသက်အပြည့်30ကျော်လောက်ရှိမည်ထင်တယ်။သူရတို့လှမ်းကြည့်ကလူတစ်ဖက်ကိုထောင်၍လက်တင်လိုက်လေတယ်။နေတို့အဆကလေးကငါထင်မိသားပဲ။ဆရာဆုပ်တွေကိုလန်းကိုမတော်ပဲတပားသူကိစ္စကိုအမျက်ဝင်ပါရှင်နေကြတယ်။အေးနေတို့အရွယ်လေးတွေငေးသေးတယ် ပြန်ချင်းပြန်နိုင်တယ်။သူရကပြုံးရင်လိုက်ခါပညာဆိုတာမျိုးကရွယ်ငယ်ဖအကြီးမှဆိုပြီးထတာမဟုတ်ပါဘူး။သင်ကလူတွေကိုတက်ဖြတ်စားတော့ပြီးပညာဆင်မြင့်နေုံနဲ့ကိုယ့်ကိုအဟုတ်ကြီးထင်နေရလား။ကျွန်တော်ကူရောက်လာတာကလေတင့်ကိုတားဆီးနှိမ်နှင်းဖို့ပဲ။စကလုံးကြီးကြီးတွေပြောတဲ့ယုံနေတော့ငါ့ဝန်နိုင်မှာမဟုတ်ဘူးတော့ကောင်းစုပ်လေ။ငါမွေးထားတဲ့အကောင်တစ်ကောင်ကိုပဲနှိမ်နှင်းကြည့်ပါဦး။ထုံမင်းမကဟဲကနေငေါလိုက်တာနဲ့ သူရတို့ရှေ့ဝါတရိုက်ကွာ၌ရေပေါ်ဘလူးနှစ်ကောင်ကထွက်ပေါ်လာကြတယ်။သူရကလမ်းနောက်ပြစ်လိုက်ရင်အောင်စင်းနေထုံးတော်ကရွေးဒီထဲလမ်း၌ခါအရှိကိုတိုးလာခဲ့ကြတယ်။ထုံးနောက်တွင်တော့မြေပေါ်ဘလူးတွေကစတင်တိုက်ခိုက်လေတော့တယ်။မြေပေါ်ဘလူးတွေကလဝါးကြီးတွေနဲ့လွှဲရိုက်၌ထုံးတော်ကအင်းတစ်ချက်ပြေးသွင်းလိုက်တယ်။အင်းချက်နဲ့ဘလူးထိတွေ့မိတော့နေပောက်ကွဲမှုကြီးဖြစ်သွားပြီးမြေပေါ်ဘလူးတွေကအနောက်ကိုလမ်းချသွားခဲ့တယ်။အောင်စီကလည်းအင်းတစ်ချက်ကိုလေပေါ်ပြေးသွင်းလိုက်ခါ မန်တန်ကိုစားရုပ်လိုက်တာနဲ့အင်းတွေထဲကနေငွေချီမြင့်တန်းတွေထွက်လာကဘလူးနှက်ကောင်ကိုသွားချုံအောင်ကြလိတယ်ခဏတော့ရှုံးနိုင်လိုက်ရပြီမေဘလူးတွေကလူဖလိန်အော်ဟစ်ကထလာကတဆုံပေါင်းရေးရုံလိုက်ချင်းထိုင်ကျိုးတွေကပြတ်ထွက်ကပျောက်ကုန်ကြပြီအောင်စီအင်းတွေလည်းအလိုလိုနှစ်ပိုင်းပြတ်သွားခဲ့တယ်ဒိုနောင်မြေပေါ်ဘလူးနှက်ကောင်ကမြေကြီးထဲကိုလက်ချုပ်ဝင်ကပြန်ဆွဲထုံနိုင်သူတို့လက်ထဲတွင်တသားစူးတင်းပုတ်ကြီးတွေပါလာခဲ့ကြတယ် ောင်စင်နှစ်ထုံးတော်ကလည်းသူတို့၏လက်နက်တပွဲအသုံးပြုကြတော့ကျုံးနဲ့ပရီနှင့်အင်းဆွေကညစ်တန်လေးကိုစုပ်ကွိုင်လိုက်ကြကဂါရာတပုတ်ကိုရုတ်ဖက်လိုက်ကြလေတယ်။ဘလူးနှစ်ကောင်ကတင်းပုတ်ကိုလက်နက်ဖက်ပြည့်အသေးစားဆုပ်၍ပစိန်ပေါက်တလို့အောင်စီတို့နှစ်ဦးဟာအာကုန်ရိုက်ချလိုက်လေတယ်။သို့ပေမဲ့အောင်စီရှင်၌နက်စစ်သည်ရှက်ဝဲတစားများနှင့်ဒိုင်းကလှန်တို့ကိုကိုင်ဆောင်ထားသည့်နက်ဘလူးတစ်ပါးကကာပေးထားခဲ့တယ်လို့ထုံးနောက်ရှင်၌ရွှေနှုတ်သည့်ရွှေတောင်ပံတို့နှင့်ဒဂူလုံးချွေအောင်တဖိဖိတောက်နေသောဂလုံးကြီးကကာပေးထားကာ က်ထဲနဲ့ရှူရောင်ကြပုတ်ကိုအန်ဆောင်ထားလေတယ်။သူ့ရှင်းရုံမြင်တော့ကဝေမြောက်ဆုံးတစ်ဖြစ်လေဆုံးမကအန်အိုးသွားတယ်လို့သူရလေမြခုံတစ်ချက်ပင့်ကပြုံးမိပြီ။နဘလူးစစ်သူကြီးနဲ့ဂလုံမင်းစစ်သူကြီးတွေကိုခေါ်လိုက်တာပဲဟုရေဟိုးလိုက်လေတယ်။ထို့နောက်တွင်တော့နဘလူးစစ်သူကြီးကဘလူးတကောင် တင်းပုတ်ကိုကာထားတော့တိုင်းကပြေးရိုက်ထုတ်ပြီးလှမ်းနေထိုးချလိုက်တယ်။ဂလုံမင်းစစ်သူကြီးကလေမြေပေါ်ဘလူးတကောင်ဤတင်းပုတ်ကိုလက်တစ်ဖက်တည်းဖြည့်ဖမ်းထားကညာလက်ကရွှေအောင်ကြပိုးဖြည့် တချွန်းချွန်းမိအောင်ရိုက်နှက်လေတယ်။မြေပေါ်ဘလူးနှကောင်ဤနာကျင်စွာအိုဟစ်သောအတန်တွေကတောင်ဝုံးလေးပေါ်၌လွှမ်းမိုးသွားကြလေတယ်။အစပထမ၌ပြန်ခံချဖို့မြေပေါ်ဘလူးတွေကလုံးကြတော့လေပဲ။အင်းအားချင်းမမျှတလုံးတစ်ပြေးအမတန်၍မဲလျှော့ကပြေးသွားခဲ့ကြလေတယ်။မြေပေါ်ဘလူးတွေပြေးသွားသောအခါလက်စစ်သူကြီးနှစ်ပါးကလည်းအောင်စီတို့ကိုယူသေးပြီးပြောင်းသွားကြလေတယ်။တိပင်ပေါ်၌ထိုင်းနေသောမိမကတော့မရှိပြုံးလေးပြုံးကလက်ခုပ်တီးရင်ပြင်ပေါ်ကိုခုံချလိုက်ရာ နှမွေးပတ်မှာအตาရာကြလာလေတယ်။ပညာစွမ်းလေးတွေကတော့အမခန့်ပါပဲ။တပည့်နှစ်ယောက်တောင်ဒီလောက်စွမ်းရင်ဆရာဖြစ်သူကဘယ်လောက်စွမ်းလဲဆိုတာစမ်းကြည့်ရသေးတာပေါ့။နေရှိကိုထွက်ခဲလိုက်ဆရာစုပ်ကလေး။သူရကတော့ဘာမှခုတ်တော့မပြင်ပေရှစ်ကိုထွက်လာက ရက်ကြည့်နေလေတယ်။ထုံနောက်မိမကသူ့ရဲ့အန်ဒီအောင်ဆင်းရှိသည့်ပညာဆက်ကိုထုတ်ခါသူရစီပြက်လွတ်လိုက်တယ်။သူရကတော့လက်ကလေးနှစ်ဖက်နောက်ပြက်ခါအตาရာရက်နေခဲ့တယ်။ ညာဆက်ကသူရနှင့်မထီခင်မာတွင်ဖြက်ခနေပြောက်ွယ်သွားတာကိုအံ့ဩစရာတွေ့မြင်လိုက်ရတယ်။ထိုမိမလည်းမျက်လုံးဤကျဲသွားကသူဤပညာဆက်ကိုလှောက်တောင်မလှုပ်ပဲကားလိုက်နိုင်သည့်သူရကိုအနည်းငယ်ချိန်သွားခဲ့တယ်။ထို့နောက်သူသည်လျှက်စီးကြောင်းများတစ်ဖွဲထနေသောလိမ္မော်ရောင်ပညာဆက်ကိုထုတ်လှုပ်ပြလိုက်ရာ သူရစီကိုကျိုးများတစ်ဖွဲပြေးဝင်လာကြတယ်။သူရသည်ညာလက်ဖြင့်ပြန်ရချလိုက်ရာပညာဆက်ကျိုးတွေကဘေးကိုလွတ်ထွက်သွားကပောက်ခွဲထွက်သွားလေတယ်။ ထုံမိမသည်သူ၏ပညာဆက်ကိုအတာယာကားပြနေသောသူရဟုကြည်၍ဒေါသများထွက်လာခဲ့ကမန္တန်တပုတ်ကိုရွတ်ဆို၍လက်တစ်ဖက်လုံး၌ပြီးဆက်များကိုထုတ်ခါပြစ်လိုက်ပြန်လေ။သူရကလည်းမန္တန်တပုတ်ကိုရွတ်ဆိုလိုက်ရှိသူ၏ကောင်းမောင်းပွားလေးကတက်ရှိရလာလှုပ်ရှားလာကပြေလျှော့သွားပြီးလေပေါ်၌ဝဲပြန့်နေလေ။ထို့နောက်သူရထံကိုဝင်ရောက်လာသောမိဆက်များကိုပွားလေးကဆက်ကြသပွဲလဲလိုက်ခါရိုက်ထုတ်ပြစ်လိုက်ရှိထုံမိမထံတဲတဲဝင်သွားကြတယ်။သူ့ပေမဲ့အချောင်းကောင်းက အနောက်ကတပင်တွေကိုသာထိမှန်ပြီးတပင်တွေကပြပုံအထိဖြစ်သွားခဲ့ကြတယ်။သူရဟာတာမညာအထက်ဆရာတော်မဟုတ်တန်ဘူးဟုတွေးမိသွားကထိုမိမက သူ၏အကြံဆုံးအထက်ဆုံးပညာဆက်တွေကိုစူးစီးလိုက်လေတယ်။ထိုနောက်လက်ထက်တည်းဖြစ်သူရစီကိုအာကုံလွှဲပြစ်လိုက်လေတယ်။ပညာဆက်တွေကထလာသည်ဖြစ်လေထဲပြန်ဝဲ၍လာတာတော့သူ၏အောက်ကမြေသားများပင်ကွဲအကုန်ကြတယ်။သူရကမန္တန်ဦးနောက်တစ်မျိုးယူလိုက်ချင်းပွာလေးကလေးလိုက်တိုင်းဖြစ်ရကနီး လေးတောင်အတိုင်းပြေကျသွားတယ်။ထိုအခါပေါ်အလီနဲ့ရည်ဆွဲထားသောအင်းစမအနန္ဒယူပန်ဖျားရုပ်ပွားပုံတော်ဇီရောပုံတွေကိုတွေးလိုက်ကြရကထိုရှင်းရများကရွှေရောင်လေးတောက်လာပြီးတောက်နေသောရွှေရောင်တွေကတိုင်းတစ်ဖွဲ့ဖြစ်ပြောင်း၍ကဝေမြောက်ဆုံးဤပညာဆက်ကိုကားထားပေးခဲ့တယ်။ကဝေမြောက်ဆုံးဤပညာဆက်လည်းအားလုံးကောင်းလာသဖြင့်သူရလည်းမန္တန်ကိုနန္ဒဖျားရုပ်လိုက်လေတယ်။ထိုနောက်တွင်သောကဝေမြောက်ဆုံးဤပညာဆက်နှင့်သူရ၏အကာရန်က တွန်းကန်နေကြရင်မှမီးလောင်ပောက်ကွဲမှုအကြီးကြီးဖြစ်သွားခဲ့လေတယ်။ထုံမိမ့်မလေးချက်ချင်းဆုတ်တလို့ဒူထောက်လေးရဲ့ကြာသွားကသူ့ရကိုလက်ပါထောက်ယူမောဟိုက်စွာကြည့်နေချင်းသူ့ရဤဘဝကလေးကထိုဆုံးမထန်စီသူ့ရဤဘဝလေးကထိုဆုံးမစီပြန်ဝဲသွားကရစ်ပဲ့ရှုံအောင်ထားလိုက်တယ်။သူ့ရတို့လည်းအနာဟုကိုရှောက်သွားလိုက်လေတယ်။တင့်ကိုကြုံနောက်ဆုံးအနေနဲ့မေးစရာတစ်ခုရှိတယ်။တင်ဟာအဆင့်မြင့်ဆုံးမျိုးဖြစ်ပါလျင်နဲ့ဘာကြောင့်ဒီထက်ပညာမြင့်ဖို့အတွက်ပဲကြံစီနေရတာလဲ။ ဘာကြောင့်ဒီနယ်ကိုအပိုင်စားမြူရတာလဲ။နင်ကဒါကိုသိကျင်တယ်ပေါ့လေ။ငါတော့တေတောင်မပြောဘူး။တင်းတေချာရဲ့လား။ကျွန်ုပ်ကိုတင်းပြောပြရင်တင့်ကိုဂရီးသစ္စာတစ်ခုတောင်းပြီးပညာတွေကိုမဖြတ်ပဲထားခဲ့မှာ။အကယ်၍မပြောခဲ့ရင်တော့တင့်ပညာကိုကျွန်တော်တို့ဖြတ်လိုက်တာနဲ့တင်းအသက်ဆုံးရှုံးရလိမ့်မယ်။သူရဲ့စကားကြောင့်ထုံမိမာကတွေ့ဝေးနေချိန်အနီနာကကြောင်တုံးကြီးတစ်ခုကိုအရာတစ်ခုကလာရောက်ထိမှန်ပြီး ကျောက်ဆာအရှင်တွေကလွင့်စင်သွားကထိုမိမ၏ခေါင်းကိုလာရောက်ထိမှန်၍လဲကျသွားလိမ့်တယ်။သူရလည်းအမြန်ထူလိုက်ခါကဲဖူးလုပ်ပေမဲ့ထိုမိမကကြက်ကောင်းကိုထိမှန်၍ချက်ချင်းကိုအသက်ပြောင်းသွားခဲ့ရတယ်။သူရ၏ခေါင်းပေါင်းလေးကလည်းထိုမိမတည်သောအခါလေပေါ်ကိုပြန်ဝဲတက်လာပြီးသူရဦးအောင်၌ပေါင်းလျက်သာပြန်ဖြစ်သွားလိမ့်တယ်။သူရသည်ကျောက်ဆာရီလွင့်ထွက်လာသောကျောက်တုံးစီကိုတွားကြည့်လိုက်သောအခါကျောက်တုံး၌မဲခွက်ကြီးတစ်ခုကချန့်ဝင်နေလေတယ်။ နှုတ်ပိတ်ရှင်လိုပညာစက်နဲ့ကြောက်တုံးကိုပြစ်ပြီးမတော်တဆတည်သွားတာမျိုးဖြစ်အောင်လုပ်လိုက်တာပဲ။ဘာကြောင့်မို့လို့နှုတ်ပိတ်တဲ့အထိလုံးရတာလဲ။ဒီကိစ္စကပေါ့တန်တယ်တော့မဟုတ်နိုင်ဘူး။ဆရာကျွန်တော်တို့အခုဘာဆက်လုပ်ကြမလဲ။အချိန်တွေကတော့ဘာမှမသိရသေးတော့ဘာဆက်လုပ်ရမယ်မသိသေးဘူး။အင်းတခုတော့ရှိတယ်။ငါဖတ်ဆရာတွေစီမေးကြည့်ရင်တော့တခုသိနိုင်မယ်ထင်တယ်။သူရကအမျိုးမျိုးစဉ်းစားတွေးတောလျက်တပည့်နေဦးကိုခေါ်၍ထိုတောင်ဝန်းလေးပေါ်ကနေဆင်းလာခြင်း ။ကိုရင်မြောက်ဆုံးရဲလောင်းကတော့ဟုံငနေမိထတောက်ခါမဟာဝီစိငရဲခေါ်ဆောင်သွားခြင်းကိုခံလိုက်ရလေတော့တယ်။သူရတို့ကတက်ခဲ့ရွာထိပ်ကဇက်ကလေးစီပြန်သွားကြတော့ပဲနဲ့ညမမောင်နိုင်ကြီးဆက်လာခဲ့ကြရာဖျားစီဒီပထိုးတစ်ခုကိုတွေ့ပြီးနားခုလိုက်ကြတယ်။သူရဟာဇီဒီလေး၌နေရင်အဖဆရာများနှင့်မနှောချင်းဆက်သွယ်ဖို့စ조사လုပ်နေတယ်။မာမြိုင်တုံး၌နေသောဆရာကြီးများအပြင်ကလူကမနှောချင်းဆက်သွယ်ဖို့စ조사ရမှာအနေငယ်အခက်အခဲရှိသောကြောင့် တို့ရဟာ၃ရက်နေ့၃ညတိုင်းတိုင်းထံရကားမထပဲမနှောချင်းဆက်သွယ်မိဘူးစူးစားနေလေတော့တယ်။ဟုတ်ကဲ့ကွေမြောင်ဆုံးကိုဘသူနှုတ်ပိတ်လိုက်တာလဲ။နှုတ်ပိတ်လိုက်ရတဲ့နောက်ွယ်ကအကြောင်းရင်းမှန်ကဘာဖြစ်မလဲ။ဒီကြောင်းတွေကိုတော့နောင်လာမဲ့တူရနေ့နှဘုံတကဆုံးရှင်မှာဆိုတဲ့ဇလန်းကလေးကိုအားလုံးပဲစောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခေဘုံကပဲဖြစ်ပါတယ်။အားလုံးပဲစိတ်ရှင်တာချင်းကိုကြီးကျမ်းမာချင်း ်။လက်ဖြာတို့ဒုက္ခရုံးနေပြည့်စုံနိုင်ကြပါစေခင်ဗျာ။